လက်ရှိအခြေအနေအားပိုကျန်းလာတဲ့အခြေအနေဖြစ်နေပေမဲ့ NCA ပါစာချုပ်အတိုင်းစစ်စစ်လုံးလုံးနဲ့ရှေ့ဆက်ဖို့ဗိုလ်ချုပ်ကြီးစောမူတူစေဖို့ကပြောပါရယ်ဒီကနေ့ထိုင်းနိုင်ငံချင်းမှတ်မြို့မှာကျင်းပတဲ့တရနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ငင်းကြေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST နဲ့လုပ်ငန်းအဖွဲ့ PPWD အဖွဲ့တို့လုပ်ငန်းညှိနှိုင်းအစည်းအဝေးရဲ့အဖွဲ့ မေကိုမှာပြောကြသွားတာပါအစည်းအဝေးကိုမတ်လ၄ရက်နေ့ကနေ၆ရက်နေ့ထိကျင်းပမှာဖြစ်ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁ရက်နေ့နဲ့၁၇ရက်နေ့တွေမှာ PPST ရဲ့လော်ခီလာအစည်းအဝေးဆုံးဖြတ်ချက်တွေပြန်လည်သုံးသပ်တာဝါဥဆောင်လှုပ်ရှားမှုအခြေအနေ UNFC ဥဆောင်လှုပ်ရှားမှုနဲ့အလားအလာ အပါအဝင်27ရာစုပင်လုံညီလာခံဒုတိယအစည်းအဝေးစတဲ့လက်ရှိနိုင်ငံအခြေအနေတွေကိုသုံးသပ်တာတွေကိုဆွေးနွေးကြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ ရဲ့လက်ရှိအခြေအနေဟာဝဲဟာကျန်းတဲ့ကျန်းလာတဲ့လိုဖြစ်နေပါဒါပဲလို့ဖြစ်ဖြစ်ကျွန်တော်တို့ SPA လက်မှာထိုးရတဲ့ကျွန်တော်တို့ရှေ့ဖွဲ့အာကျွန်တော်တို့ SPA ရဲ့ဘာကြောင့်တိုင်းကျွန်တော်တို့ဆက်ပြီးတော့ ရှိတဲ့နေကြတယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိနေကြပါတယ်